အဲ့ဒီတံပစင်၄ပါးရှိတာအဲ့ဒီတံပစင်၄ပါးမှာရင်းရင်းနီနီဖြစ်သွားအောင်ကိုယ့်ရဲ့စိတ်ထဲမှာနံပါတ်၁ကအကျိုးရှိခြင်းအကျိုးရှိတဲ့အပြစ်ကင်းတဲ့အကျိုးရှိတဲ့ချမ်းသာတယ်ကိုလှုပ်လိုက်တဲ့အလုပ်တွေအလုံးဟာအပြစ်ကင်းတယ်ဟဲ့အကျိုးရှိတယ်ဟဲ့ချမ်းသာတယ်ဟဲ့ကိုတစ်သက်လုံးကိုအဲ့ဒါကိုစရင်ချုပ်ဖို့လိုတယ်ကိုလှုပ်ခဲ့တဲ့ဟာတွေကိုပြန်တွေးလိုက်ပါပြန်တွေးလိုက်လို့ရှိရင်ကိုလှုပ်ခဲ့ပြီးတဲ့အလုပ်တွေ ိစီဖြစ်စေမသိစီဖြစ်စေအကုသိုလ်လုပ်ခဲ့တာကိုစွန့်ပြီးတော့ကိုလှုပ်တဲ့ဓမင်းချက်ကြီးကစတဲ့လှုပ်ပြီးသားတွေအကုန်လုံးကိုဆွဲယူပြီးတော့တာဝန်ကြီးကိုယူပြီးတော့လေးနေတာမျိုးမဖြစ်တော့ပဲနဲ့အဲအဲ့ဒါတွေကိုလှုပ်ခဲ့ပြီးသားတွေအကုန်လုံးကငါအတက်နိုင်ဆုံးအပြက်ကင်းအောင်လှုပ်ခဲ့ပြီးပြီးအကျိုးရှိအောင်လှုပ်ခဲ့ပြီးပြီးချမ်းသာအောင်လှုပ်ခဲ့ပြီးပြီးဆိုတာမျိုးကိုအဲ့ဒီလိုသိပြီးတော့ဒီအပြက်ကင်းခြင်းအကျိုးရှိခြင်းချမ်းသာခြင်း ဆိုတာကို လက်ဆုပ်လက်ကင်ထားပြီးတော့အเจ้าအရာငါပဲထမင်းချက်နေရတာဆိုအเจ้าအရာတွေစွန့်လိုက်ပါတဲ့အဲ့ဒါဆိုလို့ရှိရင်တမဝါယမဖြစ်ပြီးတော့ဝရိယပို့ပြီးတော့အာကောင်းလာအဲခလို့ဆိုရင်အဲ့ဒီအလုံးနဲ့ကိုယ်စိတ်ကပင်ပန်းဆင်းရဲပြီးတော့လေးလံထိုင်မိုင်းနေတတ်တယ်အဲ့ဒါတတ္ထကတံပစံဒါအကျိုးရှိတဲ့အပေါ်မှာ တိဆောက်တာ တတ္တကတံပစင်တပ္ပါယအဆင်ပြေတဲ့အခြေအနေမျိုးကိုအဆင်ပြေအောင်ဘယ်သူနဲ့ဆိုကိုအတက်နိုင်ဆုံးတော့အဆင်ပြေအောင်နေခဲ့ပြီးပြီဆိုတဲ့ဟာမျိုးကိုလည်းပဲသုံးသပ်လိုက်ပါပြီးခဲ့တာတွေကိုလေအဲ့ဒါဆိုရင်အဆင်ပြေအောင်နေခဲ့ပြီးပြီဆိုရင်အဆင်ပြေတယ်ဆိုရင်ဘာဖြစ်တယ်လဲဆိုတာအကျိုးရှိတယ်အပြစ်ကင်းတယ်ပေါ့အဆင်ပြေရင်အပြစ်ကင်းတယ်အကျိုးရှိတယ်ချမ်းသာတယ်ဒါလေးနဲ့စုလိုက်အဲ့ဒါနံပါတ်1 အဲနောက်တစ်ခုအဲ့ဒီကိုလှုပ်ခဲတဲ့ဟာတွေအကုန်လုံးကိုအရင်ကမလှုပ်ခဲရင်လည်းပဲအခုလှုပ်မဲ့ဟာတွေကိုကြတော့ကိုယ့်ရဲ့နယ်လို့ခေါ်တဲ့အချက်ယုံကြည်မှုသီလမေတ္တာဆိုတဲ့လေးခုတရားလေးခုထည့်ပြီးတော့လှုပ်ပါဒါကောဇရတ္တမစအဲ့ဒါပြီးတော့အတ္တမောဟတံပစင်ဆိုတဲ့ဟာက ကိုလှုပ်နေတဲ့ အလုတ်ရဲ့ပမာဏဘာဖြစ်နေတယ်ဆိုတဲ့ဟာကိုသိအောင် လုပ်ပါဘာမသိညာမသိသမ ्या ခိုင်းလို့လုပ်တဲ့ဟာမျိုးမဖြစ်ရဘူးတဲ့အဲအဲအဲ့ဒါလို့ဖြစ်ရမယ်လို့ပြောတာအဲ့ဒါဆိုတံပစင်၄ခုပေါ့အဲ့ဒီ၄ခုဟာကိုယ့်ရဲ့ အဲ့ဒီ၄ခုဟာကျွန်တော်ပြောချင်တာအဲ့ဒီ၄ခုစလုံးကိုသေသေချာချာကြည့်တဲ့အခါကျကိုနေ့စဉ်တစ်နေ့တာလောက်ကင်ဆောင်ရွက်တဲ့အခါမှာတတိပါရမယ်လို့ဆိုလိုတာတတိတတိရှိနေရမယ်လို့ဆိုလိုတယ်နောက်တစ်ခုဝရိယခုနတုန်းကအပြစ်ကင်းအောင်အကျိုးရှိအောင်ချမ်းသာအောင်လုပ်တယ်ဆိုတဲ့ဟာကအဲအကျိုးရှိအောင်လုပ်နေရမယ်လို့ဆိုလိုတာကဝရိယပါရမယ်လို့ဆိုလိုတာအဲ့ဒါပြီးတော့ညာ အတိညာဉ်ကရှင်းရှင်းလင်းလင်းကိုလုံနေတာဘာလုံနေတယ်ဆိုတဲ့ဟာအတိညာဉ်ကရှင်းရှင်းလင်းလင်းဖြစ်နေရမယ်လို့ဆိုလိုတာအဲ့ဒါအရှုခံခေါ်တဲ့ကိုယ့်ရဲ့တဏှိတ္တလှုပ်ဆောင်ချက်တွေမှာရှုညာခေါ်တဲ့တတိတွေဝရိယတွေဉာဏ်တွေပွားစည်းလာအောင်လှုပ်ခြင်းကတတိတွေဝရိယတွေဉာဏ်တွေပွားစည်းလာအောင်လှုပ်လိုက်ခြင်းကဘာလဲလို့မေးရင်တတိဝရိယဉာဏ်တွေပွားစည်းအောင်လှုပ်ခြင်းဒါတရားအထုတ်တာပဲ ကဲအဲ့ဒါဆိုရင်အလုံးဒီတတိတံပစင်ပိုင်းကိုသေသေချာချာနားလည်ခြင်းလို့ရှိရင် ကိုယ့်ရဲ့တဏိတာ အလုံးဒီစာတဲကအတိုင်းဟိုသွားနေတာမဟုတ်ဘူးကိုယ့်ရဲ့တဏိတာကိုဘဝသွားနေတဲ့လမ်းကြောင်းပေါ်မှာဒီစာကနေပြီးတော့ဒီလှုပ်တဲ့ဟာအကုန်လုံးစုပြီးတော့ပြောထားတာရှေ့သွားတယ်နောက်ဆုတ်တယ်တက်တက်ကြည့်တယ်တစောင်းကြည့်တယ်နောက်တစ်ခုကိုွေးတယ်ဆန့်တယ် ဒါလေးတွေဒါလေးတွေအကုန်လုံးကိုပြောထားတာတနစ်တာလှုပ်ဆောင်ချက်တွေပဲကိုယ့်ရဲ့အမှုရတွေအကုန်လုံးပဲအဲအဲ့ဒီလှုပ်တဲ့အပေါ်မှာတတိပါရမယ်ဝရိယပါရမယ်ဉာဏ်ပါရမယ်ဆိုတဲ့အဲ့ဒီသုံးခုလွမ်းမိုးနေလို့ရှိရင်ဒါကဒီသတိတံပစင်ပိုင်းပထမပိုင်းမှာရပါပြီလို့ဆိုလိုတယ်။ဒါနံပါတ်1နံပါတ်2ကတော့နေ့တိုင်းပြောနေကြပဲအဲ့ဒီလိုဟာက ကိုမာမရှိတာလားဆိုတော့တတိမထားတာနဲ့ထားတာပဲရှိတယ်။ကြံနဲ့သွားတာ၊ရတ္တာ ထိုင်တာလျောင်းတာတို့တူတူဟိုဟာတစောင်းကြည့်တာတို့အတဲတဲကြည့်တာတို့ရှစ်တိုးတာနောက်ဆိုအကုန်လုံးကတတ္တဝါအကုန်လုံးလုံနေကြတာပဲအဲ့ဒါတွေ။အဲ့ဒါတွေအကုန်လုံးလုံနေကြတဲ့ ਨੇ ပယ်ကြီးတစ်ခုအဲ့ဒါကိုကြည့်လိုက်။အဲ့ဒါလို့အကုန်လုံးသမ ्या ရောကိုရောလုံနေကြတဲ့ ਨੇ ပယ်ကြီးတစ်ခုမှာဒီလိုလောက်တာကငာမ ငါလှုပ်တဲ့ဟာမှာပို့ပြီးတော့ကောင်းတယ်ငါလှုပ်တဲ့ဟာမှာပို့ပြီးတော့အတိတ်ပဲရှိတယ်လို့အဲ့လိုချပြီးတော့တတ်တော်ဟာတွေကတန်စရာလဲတာတကယ်တမ်းကတော့ကိုလှုပ်တဲ့ဟာကကုသိုလ်ဖြစ်ဖြစ် ကုသိုလ်လှုပ်ဖြစ်အောင်လှုပ်တာပဲဖြစ်ဖြစ်အကုသိုလ်ဖြစ်အောင်လုပ်နေတာပဲဖြစ်တနေ့တာလှုပ်ဆောင်ချက်တွေအကုန်လုံးကသရဝါတိုင်းအရိယာပုဂ္ဂိုလ်မှလွဲလို့သရဝါတိုင်းကဒီပုံစံမဲ့လှုပ်နေကြတာအဲ့ဒါဆိုတော့သူတွေငါတွေလှုပ်နေတာမဟုတ်ဖဲနဲ့ တတဝါလို့ခေါ်ဆိုရတဲ့စိတ်စေတသိက်ယုတ်တည်းအမှုရာတွေပဲလို့နားလည်ရမှာအခုလှုပ်တဲ့အလုပ်တွေကပထမတော့ဒီအလုပ်တွေဟာကိုလှုပ်တာဆိုတဲ့ဟာမျိုးနဲ့ပထမဦးဆုံးကိုသတိဝရိယဉာဏ်ဖြစ်အောင်လုပ်ရမယ်ဒုတိယကျတော့ဒီယုတ်တရားနံတရားတွေရဲ့အမှုအရာတွေပဲလို့ဒုတိယအကုံလုံးကယုတ်တရားနံတရားတွေရဲ့အမှုအရာတွေပဲလို့ဒုတိယဖြန့်ရမှာအဲကနံပါတ်1ပေါ့ နံပါတ်3ကကြတော့အဲ့ဒီရုပ်တရားနံတရားတွေအမှုအရာ ဖြစ်အောင်ဆွဲစုတတ်တဲ့သမှုရိယသစ္စာဒါကတော့ခဏခဏသမှုရိယသစ္စာအကြောင်းပြောပြပြီးဒါမှမဟုတ်ဒီကနေ့လည်းနည်းနည်းလေးထပ်ပြီးပြောပါဦးဘယ်ပရိသန်တွေပဲဖြစ်ဖြစ်ပရိသန်တွေဖြစ်အောင် သမှုရိယသစ္စာကအကုန်လုံးကိုဓမ္မတဲ့တရားတွေအလုံးဆွဲစုလာကျွန်တော်တို့ပရိသန်တွေမှာရုပ်ပေါင်း30ပါတယ် ရုပ်သဘောတရားတွေကတစ်ခုနဲ့တစ်ခုမတည့်ကြပါဘူးစေတသိက်33ခုလောက်ပါတယ်အဲ့ဒါလည်းပဲအကုန်လုံးတဏှာထဲမှာပေါင်းနေပေမဲ့အဲ့ဒါတွေဟာမတည့်ကြောက်ဓာတ်မတည့်ပါဘူးအဲ့မတည့်တဲ့ဓာတ်တွေတဏှာထဲမှာစုပြီးတော့ဇရဝါရယ်လို့ဖြစ်အောင်ဖန်တီးနေတာကဒီအစေးနဲ့တူတဲ့သမှုရိယသက်္စာဖန်တီးပေးတာပဲအဲ့ဒါသဘာဝတရားပဲ အဲ့ဒါဘာဝအဲ့ဒါသဘာဝတရားပဲအဲ့ဒီသဘာဝတရားတွေကနေပြီးတော့သဘာဝတရားတစ်မျိုးကိုဖန်တီးနေပါတယ်ဖြစ်အောင်လုပ်နေပါတယ်ဆိုတော့သဘာဝတရားသမှုရိယသစ္စာကသဘာဝတရားဖြစ်တဲ့ဒုက္ခသစ္စာအဖြစ်ပေါ်အောင် လုပ်တယ်လို့အဲ့လိုနားလည်တာအဲ့ဒီသူလှုပ်လိုက်တဲ့သဘာဝတရားကလည်းပဲဆန်းကျင်ဘက်ပေါင်းစုခြင်းဆိုတဲ့ပြက်ကြောင်းနဲ့တခါတည်းပါလာတယ်အဲ့ပြက်ကြောင်းနေပါတာကြောင့်မို့ပြက်ချင်းဆိုတဲ့အကျိုးတွေလည်းဖြစ်တယ် အဲဆိုတော့ဆွဲစုခြင်းဆိုတဲ့အကြောင်းကြောင့်ရန်ကင်စီသမှုရိယဆွဲစုခြင်းဆိုတဲ့အကြောင်းကြောင့်ဓမ္မဆိုတဲ့ဖြစ်ပေါ်ခြင်းဓမ္မဖြစ်လာသမှုရိယဓမ္မနုပတိဝါလို့ပြောတာဟုတ်နောက်တစ်ခုဝရဓမ္မနုပတိဝါဆိုတော့ဝရဓမ္မဆန့်ကျင်ဘက်မျိုးစုံကိုဆွဲစုလိုက်ခြင်းဆိုတဲ့ဆန့်ကျင်ဘက်တွေဆွဲစုခံထားရခြင်းအကြောင်းကြောင့် ဝရဓမ္မပြည့်ချင်းဆိုတဲ့ဓမ္မဖြစ်တယ်ဝရဓမ္မဆိုရအဲ့ဒါဆိုအဲ့ဒါလေးကိုနားလေနားလေရမှာသူကဖြစ်ချင်းဆိုတာဖြစ်အောင်လုပ်တာတမှုတွေကဖြစ်လာတာကဒုက္ခအဲ့ဒီဖြစ်လာတဲ့ဒုက္ခကဘာလို့မြန်မြန်ကြီးပြတ်သွားတာလဲဆိုတော့သူဆွဲစုလိုက်တဲ့ဟာသဘောမတူတာဆွဲစုတာကြောင့်မို့ဆွဲစုတဲ့နေရာမှာပဲပြတ်ပြတ်သွားတာ အဲ့ဒါကိုသမှုရိယဓမ္မနုပ္ပတိဘွာဝရဓမ္မနုပ္ပတိဘွာသမှုရိယဝရဓမ္မနုပ္ပတိဘွာလို့အဲ့လိုပြောတာအဲ့ဒါဆိုရင်ဘုံနေဘဝတွေဆိုတာရက်ရက်လေးမှာပဲတရိပ်ရိပ်ကလေးပေါ်မှာပဲယက်တည်နေကြတာကြီးကြီးကျယ်ကျယ်ခန်းကနာနာကြီးတွေပေါ်မှာဘုံဘဝတွေကယက်တည်နေတာမဟုတ်ဘူးလို့အဖြေထွက်လာတယ်အဲ့လိုအဖြေထွက်လာလို့ရှိရင်အာကိုးစရာဘုံအာကိုးစရာဘုံနေဘဝတွေမဟုတ်တော့ဘဲနဲ့ တတိတွေဝရိယတွေညံနေသားလေးရအကိုစရာပဲဒီတတိဝရိယညံနေကို ထူထောင်ပေးခဲ့တဲ့အဲဖရာတွေပြည့်စေကဗုဒ္ဓဗုဒ္ဓသာဝကတွေဒီကိုယ့်ရဲ့မိသားစုတွေသားလေးရအကိုရပဲလို့အဲ့လိုမြင်တာအဲ့လိုမြင်လိုက်လို့ရှိရင်ဘုံဘဝဆိုတဲ့ဟာကအကိုလို့မရဘူးကိုယ့်ရဲ့မိသားစုဆိုတဲ့ဖရာပရိဖရာပြည့်စေကဗုဒ္ဓဗုဒ္ဓတာဝကတွေသာလည်းအာကိုရအဆက်ဖဲလို့ အဲ့ဒါလိုမြင်လိုက်တဲ့ဟာကိုအဲ့လိုမြင်တဲ့ဟာကိုဒါတန်တရာဝဆင်းကြီးကလွတ်တယ်ဘာလို့မှမမီတော့ဘူးဆိုတာဘုံဘဝကိုမမီတာကိုပြောတာဘာလို့မှထိဆက်ပြီးတဲ့မလုပ်တော့ဘူးမိခိုပြီးတော့လည်းမหนีတော့ဘူးလို့အဲဒီလိုပြောတာအဲအဲ့ဒါဆိုတော့ဒီကနေ့တော့တတိတံပစင်ပိုင်းဒီလောက်ကလေးနဲ့ပြီးပါပြီဒါကတော့မာသတိပ